မင်္ဂလာပါရှင်မန္တလေးကတိ channel နဲ့ပြန်လဲကြိုဆိုလိုက်ပါရှင်ကျမတို့ channel ကနေတော့ဆွေးနွေးတဲ့များကိုအချိန်တွေပြင်းစားတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ဒါယူထောင်းအမျိုးသမီးဆောင်ဦးစင်းမှုဒေါ်ဇင်မာကြီးကနိုင်ငံရေးအကျဉ်းသူမမေးသူနိုင်ကိုအကြောင်းမဲ့တိုက်ပိတ်ဖိနှိပ်ညှဉ်းပန်းနေဆက်နေကြောင်းသိရပါတယ်ဘကိုရိုင်းဒါယူမြို့နယ်ဒါယူချောင်းမှအမျိုးသမီးဆောင်ဦးစင်းမှု ဒေါ်စိမကြီးကနိုင်ငံအချင်းသူမမေးသူနိုင်ကိုအချောင်းမဲ့တိုက်ပိတ်ဖြစ်နေငင်းပန်းနေချောင်းမြန်မာနိုင်ငံလုံးဆိုင်နိုင်ငံချင်းသားများကွန်ရွေး PPMM မှာအဆောင်ကော်မတီဝင်ကိုတိုက်ချုံကရောင်းကတဲ့တင်ဌာနချက်တော့ပြောကြားထားပါတယ်။ဒိုင်ဝချင်းထောင်ရဲ့အမျိုးသမီးအဆောင်ဦးစည်းမှုဒေါ်စိမကြီးကနိုင်ငံရဲ့အချက်သူမမေးသူနိုင်နေမကောင်းဖြစ်နေပြီးလည်းနဲ့ဖျားရှိခိုးတဲ့အချိန်အိယာမထနိုင်ဒီကိုအိနေဒီဟူသောအကြောင်းပြချက်ဖြင့် ဝန်ထမ်းအင်အားသုံး၍အဆောင်ကျွေးမှခေါ်ဆောင်ကာတိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့ကြောင်းမမေ290ပုံမှ90စနစ်ကကြီးဖြင့်မတရားအကျဉ်းချထိမ့်သိမ်းခံရတဲ့နိုင်ငံအကျဉ်းသူဖြစ်ပြီးနေမကောင်းဖြစ်နေရတဲ့နဲ့9နိုင်ရဝန်ချင်းဖျားရှိခုတဲ့အချက်တွေမှထားနိုင်၍လဲလျောင်းနေခဲ့ဒီကိုဦးစီးမှုဒေါ်စင်မကြီးအောင်ကအိဆက်မှုတီစီကံဖောက်ပြက်ခြင်းဖြစ်တည်ဟူ၍အကြောင်းပြ၍နဲ့နဲ့7နိုင်ရဝန်ချင်းအချင်းတွင်အကောင်းရင်အာနာကိုအတုံးပြုကအင်အားသုံးရဲ့ဥပဒေနဲ့တိုက်ပိတ်ပြစ်ဒဏ်များပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် အခုချက်ချင်းလည်းနိုင်ငံအကျဉ်းသူအ ਨੇ ဆုံး18ဦးလောက်ဟာတိုက်ပိတ်ခံထားဆက်ဖြစ်ပါရယ်အကြပြချက်အမျိုးမျိုးနဲ့ဦးစင်းမှုဒေါ်စင်မကြီးအောင်ဟာသူဟာနိုင်ငံအကျဉ်းသူတွေကိုဥတီဖိနှိပ်နေတဲ့အမျိုးသမီး ချင်းကိုချင်းစာမှုမရှိဘဲအမျိုးသမီးတွေကိုဖိနှိပ်နေတဲ့သူဖြစ်ပါရယ်တခါတခါနိုင်ငံရေးအချက်တွေကိုရိုက်နှက်တာတွင်အသေးအနှမဖိအားပေးပြီးတော့ရိုက်နှက်ဆွဲခေါ်မှုတွေတိုက်ပိတ်မှုတွေဓာတ်တွေကိုအထူးအလုံဆောင်နေတဲ့ဒေါ်စင်မကြီးအောင်ကိုပို့ပြီးတော့မှအယုံဆိုင်ပြီးမှစောင့်ကြည့်ရဖို့လိုအပ်နေသလိုနိုင်ငံရေးအချက်တွေအကြောင်းပြချက်မဲ့ပြီးမှအခုလိုမျိုးတိုက်ပိတ်ခံနေရတာကိုလည်းပြည်သူလူထုအနေနဲ့အထူးအယုံဆိုင်ပြီးမှအတန်ထွက်ပေးချဖို့လိုအပ်ပါရယ်ဒါမှသာနဲ့အချင်းချောင်းမှရှိနေကြတဲ့နိုင်ငံရေးအချက်အချင်းတွေဟာအချင်းချောင်းချမ်းမှနေရသည့်တိုင်အသက်ရှင်တန်ပိုင်ခွင့်နဲ့ တရားမှုတွေကိုခေါင်းကမခံခွက်ကိုအပြေးဝရရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့အဓိကထားပြောလိုပါတယ်လို့ကိုတိုက်ထွန်းကတော့ရန်ကလေးတရင်ဌာနချက်လို့ပြောဆိုထားပါတယ်ဒေါ်စင်မချင်းအောင်ဒီတာဝန်ယူတီကလအတွင်းဓာတ်ဥထောင်းရှိနိုင်ငံရဲ့အကျဉ်းသူအ ਨੇ ဆုံး30ဦးမှာရည်ရွယ်ချက်ရှိဖိနစ်ခံရမှုများနဲ့ရိုင်းနှက်ခံရမှုများကိုခံရတဲ့အပြင်ဥပဒေမဲ့လာတဲ့တိုက်ပိတ်ပြည်တမ်းများကိုပါခံခဲ့ရခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အကျဉ်းများကိုရွယ် PPMM မှာထုတ်ပြန်ကြေညာထားဖြစ်ပါရယ် ဆောက်စုရဲ့ရွေးကောက်ပွဲဟာ6ပတ်လောက်သာလိုရတဲ့အချိန်တွင်မိသူကများလည်းအတက်တရော့မကြိုးဆိုကြတဲ့အပြင်ကုလသမဂ္ဂကပင်ယုံကြည်နိုင်ဖို့အကြောင်းမရှိဘူးဆိုပြီးပြောဆိုလာခဲ့ပြီဖြစ်ပါရယ်။ဤဒီကိုတံပြန်တဲ့အနေဖြင့်မြန်မာနိုင်ငံသားများအတိမတ်ပြုနေရပြီဟုကြေကကပြောဆိုလာခဲ့ပြီဖြစ်ပါရယ်။မကြာမီကရှောက်ယူခဲ့တဲ့စစ်တမ်းတွင်68ရက်ခန့်လုပ်တဲ့ရွေးကောက်ပွဲဆိုတာကိုအယုံကြည်မရှိကြ။လက်ရှိအကြက်တဲ့ဒီလဲပြည်လဲသွားဖို့မရှိဟုတဘောထားမှတ်ချက်ပေးထားခဲ့ကြတယ်ဖြစ်ပါရယ်။ 66ရက်ခန့်နှုတ်ကမဲသွားထက်မီမဟုတ်69ရက်ခန့်နှုတ်ကစစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည်ဟုဆိုဖက်ကြားဖြစ်ပါရယ်မိတိတိုင်းရင်းသားအုပ်စုကမြရွေးကောက်ပွဲကိုအတိမတ်ပြုကူပေါင်းဆောင်ရွက်ပါမည်ဟုတရားဝင်ကြေညာချက်ထုတ်ပြန်လာခြင်းမျိုးမရှိခဲ့ပါဘူးသို့တော်စစ်အုပ်စုအတွက်ကရွေးကောက်ပွဲတွင်၎င်းတို့ပါတီအနိုင်ရအောင်မိမြပင်တေချာသည့်ထက်တေချာအောင်စစ်စင်ထားတော်냐လည်းပဲအကီလီဟီအဖြစ်အနေရပေးလာနိုင်တဲ့အားနဲ့ချက်ကြီးရှိနေတယ်ဆိုတော့ကိုစိုးရင်ကြောက်ကြလာကြပါတယ်အဆိုပါအကီလီဟီဒီက KP ဘူလက်လာရွှေတို့ဥဆောင်နေတဲ့ဂျက်ဖပါတီအားလူထုတရားလောက်က၎င်းတို့အခုလိုဆင်းရဲဒုက္ခအဝဝနဲ့ဒုက္ခအဖို့ဖို့ရောက်လူပေါင်း6000ခန့်အသက်ဆုံးရှုံးခဲ့ရပြီးလူပေါင်း2000ကျော်အဖမ်းခံရပြီးမြို့ရွာများပျက်စီးခံရဘုံကျဲခံရတွေအတိုင်းပြည်ပျက်စီးလူသက်ဖြစ်လာရခြင်းအတွေ့ရွာရှာမုံတိနေကြခြင်းပဲဖြစ်ပါတယ်ထို့ပြင်ဥဆောင်နေသူများအားလည်းလူစုလူမိုက်များကိုသဘောထားနေကြဖြစ်ပါတယ်လက်ရှိ electronic map business ပြင်မဲ့လို့ရမရတော့ဘဲတယောက်ယောက်ကိုမဖြစ်မနေမဲ့ထဲရတော့မဲ့ဖြစ်ပါတယ် ရွှေချူကြီးကစေအုပ်စုအားတန်ခတ်ခြင်း၍အခြားပါတီများကိုချက်သွားမည်ဆိုပါက2020ရွေးကောက်ပွဲကတော့96ရာခိုင်နှုန်းပင်မရဘဲအချက်တကွယ်ဖြည့်ရပြီးတော့မှဖြစ်ပါရယ်။ထို့ကကြမှာ1960ကလိုခြေဦးအသည့်ရေးဆွေးရန်လုပ်ရမရတော့လက်ရှိတော့ချက်ပွဲအမှတ်30ဒီပြန်ဖက်မရှိပဲအရွေးခံရဖို့ရှိနေတာဖြစ်ပါရယ်။မဲပေးမဲ့အခန်းလေးထဲတွင်မိသူကမိသည့်ပါတီကိုမဲထဲရမိဟုလည်းသိခွင့်မရ ပြည်သူများကမဖြစ်မနေထက်ကြစတန်းဖြစ်လာရင်ထူးထူးသောလက်စားချင်မိလည်းဖြစ်ပါရဲ့တသက်ခံအားလည်းဇူလိုင်လတွင်တိဆက်ဥပဒေကိုအပိုက်ထပ်တိုးပြီးကိုစလန်နောင်းဖြစ်ကနေပယ်ဖြစ်လိုက်ကြည့်ကိုကြည့်မယ်ဆိုပါကမိတူတော်ကိစ္စမျိုးကိုမှမဖြစ်စလောက်ဟုပေါပေါဆဆမနေရဲ့ကြတဲ့ကိုအထင်ရှားတွေ့နေရတာဖြစ်ပါရဲ့ဆန္နာသိန်းကားဆအကြံပေးဖြစ်ပေါင်းဝင်လာတဲ့ခင်မောင်စုရဲ့ NDF ပါတီကိုပင်စံချင်းစံနှုန်းမပြည့်မီဟုဆိုကပယ်ဖြစ်ပြစ်ခဲ့တာပဲဖြစ်ပါရဲ့ ကိုကိုကြီးကိုတော့ဖောက်ပြန်ရေးတမဆုကလူထုကအယုံကြည်မရှိကြမှန်းသိ၍လူပေးထားချက်ကဖြစ်မိဟုယူဆပါတယ်။၎င်းဒီထောက်ချက်တွင်နှစ်ရှည်လများစွာချိန်ကုန်ခဲ့ရသည့်အဖတ်တင်၍ထပ်ထပ်တန်ဖြစ်အောင်ရသည်များပြန်ယူချင်နေတဲ့သူဖြစ်ပါရယ်။ထို့တော်လည်း၎င်းထောက်ချက်ခန့်အတိုက်ခံလုပ်ခဲ့တဲ့ဘူတန်းရွှေအဖွဲ့ချက်အပြန်မတိတရားမကဆိုးဝါးလာတဲ့မင်းလိုက်နဲ့လက်တွဲရရနေဒီကပင်အော်ဆင်ရဖြစ်နေခဲ့လည်းဖြစ်ပါရယ်။ အရွေးခံရတော်냐လဲဆုပ်စုရဲ့တစ္ဆကံဖြစ်နှွားချေတတဘဝဖြစ်နေသွားရကြမဲ့လူများသာဖြစ်ပါရယ်ဆုပ်စုကခေခေပန်းရှိကြားပြန်ကညာအချစ်ပြုထားတဲ့အဆောင်အုံအလုံးနီပါဖြစ်စေပြစ်လိုက်ခဲ့ပြီးဟူကြီးညာချက်ထုတ်ပြန်လာနိုင်ခဲ့တဲ့နိုဝင်ဘာလကွင်းနဲ့တွင်ဂျိုတုမရိုက်ကူးထားတဲ့တပုတ်ကို AFP တရင်ဌာနကကမ္ဘာသတင်းမီဒီယာများသို့ထုတ်ပြန်ခဲ့ရတဲ့လေးပုတ်တပုတ်ခန့်သာပြည့်စစ်သွားချက်တူကိုတွေ့မြင်ကြရဖြစ်ပါရယ်ထို့တွင်ဆုပ်စုမှကြားပြန်ကညာကို ဖြိုလဲခက်ပြီးဆိုတဲ့အပြောဒီလိမ်ညာနေခြင်းသာဖြစ်ပါတယ်ဘူပေါ်တို့ပေါ်သွားခက်ပြက်မြစ်ဖြစ်ပါရယ်ဆိုစုတီ၎င်းရဲ့အစဉ်ရတရားချက်အတွင်းအဆိုပါဂိုင်းများမှာဘေးစားကန်းစားများကိုမိခုနီယာဆဲပဲဖြစ်ပါရယ်ဤပညာများတိုးတက်နေတဲ့ခေတ်ကြီးထဲတွင်သင်ပုတ်ကြီးတခိုင်ခိုင်နဲ့ရန်ရှာလာနေထုမဲရိုက်မဲဆိုတဲ့ဂူအောင်လူသားအစဉ်အတွေ့ခေါ်မျိုးနဲ့လိန်လို့ကောင်းနေဆဲပဲဖြစ်ပါရယ်ထို့သောလူမျိုးများကလှုပ်တဲ့ရွေးကောက်ပွဲဆိုတီကလည်းအခွင့်ရေးသမားများနဲ့စိတ်ပေါ်တူနေသူများသာယုံကြည်ကြမှာဖြစ်ပါရယ် အနာဒိတ်အဖွဲ့တီအစိုးရကောင်းတီရဲ့ဖြစ်လာအောင်အာယုံဆိုင်လူဆောင်နေကြသူများမဟုတ်ပဲ၎င်းတို့အားဆန့်ကျင်နေကြသူများကိုလည်းလက်လံတက်ဖြတ်အကြံဖက်တဲ့နီလန်းဖြစ်တာစခန်းသွားကြမယ်သူများဖြစ်နေတီကပဲဒီလူများအတွက်အနေရကြီးကဆက်ရှိနေအောင်ပါပဲဖြစ်ပါရယ်ဆက်လက်ပြီးတော့မင်းလာမြို့နယ်ဗန်ပွေကိုရွာအနီးတပ်ဆွဲထားတဲ့စစ်တပ်ကလှုပ်ချုပ်ရေးအကြောင်းပြရွေးပြည်သူများကို တုံးရဲ့အတွင်ရွှန်းလုံးကျွပြောင်းရွှေ့ခိုင်းနေတဲ့ဆိုရဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ပုဂိုရိုင်းမင်းလာမြင့်နဲ့ဘန်ပွေကိုရအနီးတဆွဲထားတဲ့အကျန်းပစစ်တက်က လူချုပ်ရဲ့အကြောင်းပြရပြီးသူများကို၃ရက်အတွင်းရွာလုံးကျွတ်ပြောင်းရွှေ့ခံထားကြောင်းဒေတာနေပြည်သူများကရန်ခဲတဲ့ဌာနထပ်ပြောဆိုချပါတယ်။နိုဝင်ဘာလ၁၀ရက်ကစပြီးအကျန်းဖက်စစ်တပ်ကမင်းလာမြို့နယ်အပိုင်းဘကိုးကျုံမအတွင်းရှိဘက်ဘွေကုန်းကျောင်းမှပြည်သူများကိုအကျန်းဖက်စစ်တပ်က၃ရက်အတွင်းရွာလုံးကျွတ်ပြောင်းရွှေ့ခံထားခြင်းဖြစ်ကြောင်းသိရပါတယ်။ဒုဗန်ဝေကိုကျွာအနီးတွင်လည်းအကျန်ဖစ်စတက်ကသက်ဆွထားပြီး၎င်းတို့ကိုတော်နေတဲ့ဖက်များကကျေးရွတ်အတွင်းမှလာရောက်တိုက်ခိုက်မိကိုစိုးရင်တော်ကြောင်း ပြောင်းရွှေ့ခိုင်းခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါဘက်ဝေကောရွာတင်ပကိုးရွာမှာအတွင်းသားတည်ရှိနေတဲ့ကျေးရွာဖြစ်ပြီးအကြံဖက်စတက်ကကျေးရွာအနီးရှိသက်ဆွဲထားတဲ့ရွာမှာအတွင်းစစ်ကြောင်းထိုးခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ထို့ပြင်၂015ခုနှစ်မေလပိုင်းကလည်းမင်းလာမြို့နယ်အပိုင်းပုဂူချုံမှအတွင်အင်အားတရားခန့်ဖြင့်စစ်ကြောင်းထွန်းလာတဲ့အကြံပစစ်တပ်မှစစ်သားနှုတ်ဒီဗန်ပွေကုန်းရွာအနီးရှိမုတ်ခဆဲတွင်မူယူတောက်စားပြီးရေစိမ်းချိုးရကနေစစ်သားတို့မွေကက်ခံရပြီးတေဆုံးကကျန်တဲ့သူဟာရေနစ်တေဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်မင်းလာမြို့နယ်အပိုင်းပဲခူးရွမှချမှတ်ရှိတဲ့ဗန်ပွေကုံရွာကိုစစ်ခွေးတွေက၃ရက်အတွင်းရွှေ့ခန်းချတာဘာကြောင့်အဲ့လိုပြောင်းခန်းတယ်လဲမေးတော့ လှုပ်ချော်ရေးကြောင်းလို့ပြောပါတယ်တကယ်ကသူတို့ကိုဘီဒီအတွေကလာတိုက်မှာကိုကြောက်ပြီးပြစ်ကွင်းရှင်းတဲ့အနေနဲ့ပြောင်းခိုင်းတာသူတို့တိုက်ခိုင်းရမှာကိုစစ်ခွေးတွေကတိမ်အောင်ကြောက်နေတာအဲ့ဒါကြောင့်မလို့ပြည်သူတွေကိုပြောင်းခိုင်းတာပါလို့ဒီတားနေ့ပြည်သူတွေကပြောဆိုထားခဲ့တာပဲဖြစ်ပါတယ်။ကျောင်းတက်ဆက်ပေးမှုကိုကျွန်မပဲခကြားနောက်ခုပြပါရှင်။နောက်ချက်ပြည်တွင်းပြပသတင်းများ၊ချောင်းရင်သတင်းများနဲ့နောက်ဆုံးရသတင်းများနဲ့အတူပြန်လာပါမယ်။ပရိသတ်များလုံးမဲရှင်းလင်းချက်မြကြပါစေရှင်။